ကျမတော်မူကြပါစားခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဇွန်လ1ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်ခြေနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ရွေးကောက်ပွဲဝင်လို့တဲ့စစ်ပတ်နဲ့အရက်ပတ်အရာရှိကြီးများစီးရင်မင်း online ကတောင်းခံထားပြီးကျပ်ဖို့ပါတီနဲ့ချိဆက်ရမယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအကျန်းဖတ်စစ်ကောင်စီကမကြမီးကျင်းပရင်ရှိနေတဲ့ ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ရယ်ဆန္ဒပြုလို့တဲ့စစ်ပက်နဲ့အရက်ဖက်အရာရှိကြီးများစည်းရင်ကိုစစ်ခေါင်းဆောင်မင်းအောင်လိုင်းကတောင်းခံတာပြီးရွေးကောက်ပွဲဝင်ရန်ဆန္ဒပြုသူများဟာလည်းလက်ရှိရာထူးတာဝန်များမှအနားယူရမှာဖြစ်ကာရွေးကောက်ပွဲအတွက်ကြံ့ဖို့ပါတီနဲ့ချိတ်ဆက်လုပ်ကင်ရမှာဖြစ်ကြောင်းနေပြည်တော်စစ်ပက်သတင်းအကြီးမြစ်ကပြောဆိုပါတယ်ယခုနှစ်မေလအတွင်းမှာစစ်ကောင်းဆောင်မင်းအောင်လိုင်းကယခုနှစ်ကုန်ပိုင်းကျင်းပရန်စီစဉ်နေတဲ့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်ရန်ဆန္ဒပြုလို့နဲ့ စစ်ပတ်နဲ့အရက်ဖတ်ရာရှိကြီးများစည်ရင်းကိုတောင်းခံနေခြင်းဖြစ်ပြီးစစ်တပ်မှလက်ရှိတာဝန်ထမ်းဆောင်နေစေပူချုပ်ကြီးများဒုတိယပူချုပ်ကြီးများအရင်အင်အားစည်ရင်းမှပါဝင်နေတဲ့ပူချုပ်ကြီးများကိုရွေးကောက်ပွဲဝင်ရန်ဆန္ဒပြုလိုခြင်းရှိမရှိသဘောထားဆန္ဒရယူစည်ရင်းပြည့်စုံတင်ပြခန်းခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒါ့အပြင်အရက်ဖတ်မှလည်းလက်ရှိတာဝန်ထမ်းဆောင်နေစေဝင်ကြီးများဒုတိယဝင်ကြီးများအကြံပေးပုဂ္ဂိုလ်များအနေနဲ့လည်းရွေးကောက်ပွဲမှာပါဝင်ရန်ဆန္ဒပြုလိုခြင်းရှိမရှိ သဘောထားဆန္ဒရယူစည်ရင်ပြည့်စုံတင်ပြခိုင်းနေကြောင်းသိရှိရပါတယ်။ရွေးကောက်ပွဲမှာပါဝင်ဖို့ဆန္ဒရှိရင်မိမိကိုယ်တိုင်ဆန္ဒပြုလို့ရပါတယ်။တက်မတော်ဗိုလ်ချုပ်ကြီးတွေအပြင်အရန်အင်အားစည်ရင်ဝင်ဗိုလ်ချုပ်တွေအထိသဘောထားဆန္ဒစည်ရင်တောင်းတယ်လို့သိရတယ်။အရက်ဖက်မှာလည်းလက်ရှိဝန်ကြီးတွေဒုဝန်ကြီးတွေနဲ့အကြံပေးပုဂ္ဂိုလ်တွေလည်းရွေးကောက်ပွဲအတွက်ပါဝင်ခြင်းရင်ဆန္ဒပြုလို့ရပါတယ်ဆိုပြီးသဘောထားဆန္ဒတောင်းပါတယ်လို့နေပြည်တော်စစ်ဘက်တရင်ရင်းမြစ်ကပြောဆိုပါတယ်။ ရွေးကောက်ပွဲမှာပါဝင်ဖို့ဆန္ဒပြလိုတဲ့စစ်ပတ်နဲ့အရက်ဖက်အရာရှိကြီးများဟာကျပ်ပုတ်ပါတီနဲ့ချိဆက်ရမှာဖြစ်ပြီးပါတီဘဟုလုံးမှုဆောင်အဖွဲ့ကခြားပေးထားတဲ့နေရာမဲဆန္ဒနေနဲ့ပါတီကပေးအပ်မဲ့တာဝန်များကိုထမ်းဆောင်ရမှာဖြစ်ကြောင်းလက်ရှိတာဝန်ယူထားတဲ့စစ်ပတ်နဲ့အရက်ဖက်ယာတို့များမှရွေးကောက်ပွဲမတိုင်မီလအနေငယ်အလူကလေးကအနားယူရမှာဖြစ်ကြောင်းသိရှိရပါတယ်။မဲအောင်လိုင်က2022ခုနှစ်အောက်တိုဘာလအတွင်းမှာဦးသိန်းစိန်ခန့်အပ်ခဲ့တဲ့ကျန်းဖော့ပါတီဥက္ကဋ္ဌတန်းထီးကို ဥက္ကဋ္ဌရာဒူးတာဝန်မှနှုတ်ထွက်စီရင်ဖိအားပေးခဲ့ပြီး၎င်းရဲ့လူယုံခင်းကြီးကိုဝန်ကြီးတာဝန်မှအနာပေးကကြံ့ဖွဲ့ပါတီဥက္ကဋ္ဌပြစ်ခတ်အပ်ခဲ့ပါတယ်။ဒါအပြင်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့ကြံ့ဖွဲ့ပါတီဒုတိယဥက္ကဋ္ဌတစ်အဖြစ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးစော်သိန်းကို၎င်းကြံ့ဖွဲ့ပါတီအတွင်ရေးမှုအဖြစ်ဗိုလ်ချုပ်ဟောင်းတောင်အေးကို၎င်းမင်းအောင်လိုင်ကခတ်အပ်စေခဲ့ပါတယ်။ရင်းပြင်ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုးကိုလည်းကြံ့ဖွဲ့ပါတီရဲ့ဗိုလ်အလုံးမှုဆောင်တဲ့ နိုင်ငံတကာရေးရာကော်မတီတာဝန်ခံဖြစ်အသွင်ပြောင်းပြီးစစ်ဘက်ယာဒူတာဝန်မှကျန့်ဖို့ပါတီကိုပြောင်းရွှေ့စေခဲ့ပါတယ်။လက်ရှိကျန့်ဖို့ပါတီရဲ့ဘူအလုံးမှုဆောင်ကော်မတီမှာမင်းအောင်နိုင်ရဲ့လူယုံများကထိပ်ပန်းယာဒူကြီးများကိုတင်ပိုက်ထားပါတယ်။မင်းအောင်နိုင်ကလာမယ့်ဒီဇင်ဘာလမှ2026ခုနှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုလေးဘက်ကြာပြုလုပ်မှာဖြစ်ကြောင်းတရားဝင်ထုတ်ပေါ်ပြောဆိုထားပါတယ်ခင်ဗျာ။ဆက်လက်သိရှိရတဲ့သတင်းကတော့ခလာရ15မှာထွက်ပြေးသူ30ကျော်ရဲ့လစာကို ဒုတိယတိုင်းမုန်းနဲ့တရင်မှုတို့ကထုတ်ဆားနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။မွန်ကြီးအခြေဆိုင်အမတ်၅ခြေလင်းတက်ရင်မှာဧပြီကောင်နေဇွန်လအတွင်းထွက်ပြေးသူ32ယောက်ရှိပြီးထွက်ပြေးသွားတဲ့စစ်တီတွေရဲ့လောင်းစာကိုဒုတိုင်းမှုနဲ့တရင်မှုကထုတ်ဆားနေတယ်လို့တက်တွင်းသတင်းအရေးမြစ်တွေစီးကနေသိရှိရပါတယ်။ခလာရ15မှာခွင့်မဲ့ပြက်ကွက်တာရှီတန်းပို့ရာကနေထွက်ပြေးတာနဲ့တရင်ကနေထွက်ပြေးသူ32ယောက်ရှိပြီးထွက်ပြေးသွားတဲ့စစ်တီတွေရဲ့လောင်းစာကိုဒုတိုင်းမှုပုံမှုချုပ်ရာဇာထွန်းနဲ့ တရင်မှုဒုဗိုလ်မှူးကြီးဇော်တန်းနိုင်တို့ကထုတ်ယူသုံးစွဲနေတယ်လို့တက်မိသားစုဝင်တဦးကပြောပါတယ်။မရိမှုမဖြစ်ခင်ကထွက်ပြေးတာနေတယ်။မရိမှုဖြစ်ပြီးတော့ရှီတန်းပို့မာရင်ခေါ်စစ်တာတို့ရဲ့ကြောင့်ထွက်ပြေးကြတာဗိုလ်ကြီးအန်ရဲကိုကြောက်တာလည်းပါတယ်။တမီးမင်းကလေးမွေးထားတဲ့ဆရာကြီးတွေဆိုတမီးနဲ့မိမကိုအရင်ပို့ပြီးမှထွက်ပြေးတာဘယ်သူပြပြပြီးလေသူရဲ့လဆာတွေကိုတရင်မှုကဒူတိုင်းမှုနဲ့ညှိပြီးထုတ်တုံးတယ်လို့ဆိုပါတယ်။ဧပြီလကနေဇွန်လအတွင်းထွက်ပြေးသွားသူတွေမှာ တက်ချက်ကြီး2ဦးတက်ချက်6ဦးဒုတက်ချက်3ဦးနဲ့တက်သား25ယောက်ရှိတယ်လို့သတင်းရင်းမြစ်ကရှင်းပြပါဗျ။မြောက်ပိုင်းတိုင်းစစ်တနာကျုပ်လက်အောက်ခံမွန်ကြီးအခြေဆိုင်ခလာရ15မှာမီလာတွင်ဖြစ်ခဲ့တဲ့အပတ်စဉ်တူပူကြီးစနီးကိုမရင်ကျင်ခဲ့တဲ့ပူကြီးစင်လင်းထုတ်အမှုမှာလေဒုတိုင်းပုံမှုချုပ်ရာဇာထွန်းကကိုကြီးပေးနေကြောင်းမပောက်ခနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါဗျ။မရင်မှုမှာလေဒုတိုင်းမှုကဘာမှမပြောရဘူး။ဘာလို့လဲဆိုတော့ ဒုဗိုလ်ချုပ်ကြီးတန်းလိုက်သမီးနဲ့သူကဝတ်တောက်ကားတွေကိုအကျိုးတူရောင်းစားနေတာမုံညင်းမှာစီးနေတဲ့ဝတ်တောက်ကားမှန်သမျှဗိုလ်ကြီးစင်လင်းထွတ်ထွတ်ရောင်းခဲ့တာကြီးပဲအဲဒါကြောင့်တရင်မှုနဲ့တူတိုင်းမှုကမထီရဲတာလို့ဆိုပါတယ်ခလာရ15ဟာမုံညင်းခရိုင်မှာအခြေစိုက်ထားတဲ့အတွက်မုံညင်းဟိုပင်မိုးကောင်ဖောက်ကက်နဲ့ကမိုင်းမျိုးကရက်ွက်နဲ့ကြီးရွာတွေမှာလူသစ်စုဆောင်တာပေါ်တာဆွဲဖန်းစီတာတွေကြောင့်နာမည်ကြီးတဲ့တပ်တခုလည်းဖြစ်ပါတယ်ခင်ဗျာ ထမှန်သိရှိရတဲ့တရင်ကတော့အချင်းဦးစည်းဝန်တန်းနဲ့စစ်တပ်ရဲတို့ပူးပေါင်းပြီးအချင်းသားများအားလွတ်ပေးမယ်လို့ဆိုတာစက်သိန်း900လိန်လယ်မှုဖြစ်ပွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရန်ကုန်မြို့အင်းစိန်မြို့နယ်မှာရှိတဲ့အင်းစိန်အချင်းထောင်မှာအချင်းသားတွေကိုလွတ်အောင်လွတ်ပေးမယ်လို့ဆိုပြီးအချင်းသားမိသားစုတွေစီမှအချင်းဦးစည်းဌာနဝန်တန်း3ဦးစစ်ကောင်စီတပ်သား2ဦးရဲတအူတို့ကငွေကျပ်သိန်း900တောင်းတဲ့လိန်လယ်မှုတစ်ခုယခုတစ်ပတ်အတွင်းဖြစ်ပွားနေကြောင်းအင်းစိန်ထောင်နဲ့နှိစက်သူများထံကနေသိရှိရပါတယ် အကစားက3ယောက်ရဲတယောက်စစ်တပ်က1ယောက်ပေါင်းပြီးတော့လုတာပေါ့ငွေတော့ယူလိုက်တယ်အကျဉ်းသားကိုလွတ်အောင်မလုတ်ပေးနိုင်တော့အခုအတိုင်ခံထားရတယ်စစ်ကြောကြီးမှာစစ်နေတယ်လို့ကြားတယ်တောင်းတာကသိန်း900ဘာမှမလုတ်ပြီးတော့အကျဉ်းသားမိသားစုကတိုင်တာပေါ့လို့အင်းစိတ်တောင်းတဲ့နီးစပ်သူတဦးကပြောပါတယ်အင်းစိတ်တောင်းမှာရှိတဲ့အကျဉ်းဦးစီးဝန်တန်းများဟာနိုင်ငံရေးနဲ့ပတ်သက်ပြီးထောင်ချသူများထံမှလွဲပြီးတာမန်အကျဉ်းသားများထံမှငွေတောင်းတဲ့ဝန်တန်းများရှိကြောင်းအင်းစိတ်တောင်းအတွင်းမှာအလုံးမလုတ်ရရေးနဲ့ ကောင်းမွန်စွာနေထိုင်ရေးစတည်ရို့အတွက်ထောင်ပိုင်းအဆောင်မူညွန်မှုအထိငွေပေးပြီးနေထိုင်သူများရှိကြောင်းလူငယ်ချင်းသာကွင်များမှာငွေပေးပြီးလွတ်အောင်လုပ်ပေးနိုင်သူများထဲမှာအဆောင်မူထောင်ပိုင်းညွန်မှုတို့မလုဆောင်နိုင်ဟုထောင်နဲ့နေဆက်သူများထံကနေသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ရခိုင်ပြည်တိုက်ပွဲတွေမှာအကြမ်းဖက်စစ်တပ်ရဲ့တပ်မမှုနှစ်ဦးထပ်မံတေဆုံးတဲ့အတွက်အေအေကြောင့်ထိခိုက်သေးဆုံးရတဲ့ဒူတိုင်းမှုနဲ့တပ်မမှု၁၀ဦးအထိရှိလာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ရကိုင်းပြည်မှာဖြစ်ပွားနေတဲ့အကြမ်းဖက်စစ်တပ်နဲ့အရခတ်တပ်တော် AA တို့အကြတိုက်ပွဲတွေမှာအကြမ်းဖက်စစ်တပ်ရဲ့တပ်မမှုနှစ်ဦးထပ်မံတေဆုံးခဲ့တဲ့အတွက် AA ကြောင့်ထိခိုက်တေဆုံးရတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဒူတိုင်းမှုနဲ့တပ်မမှု10ဦးအထိရှိလာခဲ့ပြီလို့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ကထုတ်ပြန်ပါတယ်။အရခတ်တပ်တော်နဲ့တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်တပ်ကဗိုလ်မှူးချုပ်အဆင့်ဒူတိုင်းမှုနဲ့တပ်မမှုတေဆုံး2ဦး၊တေဆုံးပျောက်ဆုံး4ဦး၊စစ်တုံးပန်း4ဦး စုစုပေါင်း၁၀ဦးအထိထိခိုက်ဆုံးရှုံးခဲ့တယ်လို့နောက်ပတ်ခအန်တိုက်ပွဲများအတွင်းမှာလည်းအကြမ်းဖက်တပ်မှဘုံမှုချုပ်တွန်းတွန်းဝင်းတည်ဆုံးခဲ့တယ်လို့မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့ Myanmar Defense and Security Institute MDSI ကဖော်ပြခဲ့တာပါအရကတပ်တော် AA နဲ့တိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်စစ်စင်ရေးများအတွင်းမှာအကြမ်းဖက်စစ်တပ်ကဘုံမှုချုပ်အစစ်တပ်မမှုနှစ်ဦးထပ်မံတည်ဆုံးမှုရှိခဲ့တာပါပခုတ်ကူအခြေဆိုင်တပ်မ101မှ ဘုံမှုကျုံမြင့်ရွှေနဲ့မိုင်းပန်အခြေဆိုင်စကကစကုံမှုဘုံမှုကျုံရေကျော်တို့နှစ်ဦးက2024ခုနှစ်အတွင်းထိခိုက်ဒေဆုံးခဲ့ခြင်းဖြစ်တယ်လို့ MDSI ကဖော်ပြခဲ့တာပါ2024ခုနှစ်ဒီဇင်ဘာလမှာ အကြမ်းဖက်စစ်တပ်ရဲ့စကကစကုံကိုနတ်ဘက်ကစစ်စင်ရေးကနေရခိုင်ပြည်မြောက်ပိုင်းမောင်တော်နာခခ9ကစစ်ကူစေလွတ်ခံရစဉ်မှာအကြမ်းဖက်စကကမှုဘုံမှုကျုံရေကျော်အီအီရဲ့ဖြတ်တောက်တိုက်ခိုက်ခံရကဒေဆုံးခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ် အကျန်းဖက်စစ်တပ်ရဲ့ဗိုလ်မှူးချုပ်ရဲကျော်ကစတတ40နှစ်ကျောင်းဆင်းဖြစ်ပြီးကကကြီးဂျီဝမ်မတူပီအခြေချဗျူဟာမူးကနေ2023ခုနှစ်ဧပြီလမှာစကကစက်ခွန်တမမှုအပြည့်ရာထူးတိုးလာခဲ့သူဖြစ်ပြီးစစ်မြေပြင်တွင်တည်ဆုံခဲ့တဲ့အကျန်းဖက်ဗိုလ်မှူးချုပ်ရဲကျော်ကိုအကျန်းဖက်စစ်ကောင်စီက2025ခုနှစ်ဇန်နဝါရီလ4ရက်နေ့ကရာထူးတိုးမြင့်ပေးခဲ့ပါတယ်အလားတူအကျန်းဖက်တမတရားတင်မှုဗိုလ်မှူးချုပ်မြင့်ရွှေဟာလည်းရခိုင်ပြည်တောင်ပိုင်းတန်တွဲမြို့နယ်တိုက်ပွဲများအတွင်း 2024ခုနှစ်ဩဂတ်စ်လဝန်းကျင်ကတည်ဆုံပျောက်ဆုံးခဲ့တယ်လို့ MDSI ကထုတ်ပြန်ပါတယ်။အချမ်းဖတ်စစ်တပ်ရဲ့တပ်မတရား1ကရှမ်းပြည်နယ်မြောက်ပိုင်းစစ်စင်ရေးကနေတိုက်ပွဲပြင်းထန်နေတဲ့တန်တွဲမြို့နယ်ကိုစစ်ကူစီလွတ်ခံရခြင်းဖြစ်ပြီးအချမ်းဖတ်ဗိုလ်မှူးချုပ်မြင့်ရွှေကကကကြီးစစ်ရဒူးခန့်ချုပ်ရုံးကနေတပ်မတရား1တပ်မမှုအဖြစ်ရာထူးတိုးပိတ်ခဲ့သူပါ။ TNL ကအချမ်းဖတ်ဗိုလ်မှူးချုပ်မင်းမင်းထွန်းကိုစစ်တုံးဘက်ဖြစ်ဖမ်းဆီးရရှိပြီးနောက် အစတူရောက်ရှိလာခဲ့သူဖြစ်တယ်လို့ MDS ဆိုင်ကဖော်ပြထားပါတယ်။မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့မြန်မာ Defense and Security Institute MDS ဆိုင်ကပြည်သူ့ရင်ခွင်ခိုးလုံလာတဲ့ CDM တပ်မတော်သားတွေနဲ့စုဖွဲ့ထားတဲ့စစ်ဘက်နဲ့လုံခြုံရေးဆိုင်ရာတူတီတနာအခြေပြုအဖွဲ့ဖြစ်ပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့ချင်းမမြန်မာရွှေပြောင်းလုပ်သားတအူစိုင်းကေဝင်းရဲ့အစမ်းစီးကြည့်ပြီးထွက်ပြေးသွားကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မှာမြန်မာရွှေပြောင်းလုတ်သားတယောက်ဟာတပည့်ရဲ့စိုက်ကယ်ဝယ်ယူဖို့အစင်းစီကြည့်မယ်ဆိုပြီးပြန်မလာတော့ဘဲထွက်ပြေးသွားတယ်လို့ချင်းမိုင် news တိုင်းသတင်းမှာဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကတပည့်ရဲ့စိုက်ကယ်ရောင်းလို့သူတို့ဟာအမည်မသိဝယ်လို့သူတို့နဲ့ချိတ်ဆက်မိတယ်။စိုက်ကယ်ကြည့်ဖို့အတွက်ပြီးခဲ့တဲ့ဇွန်လ28ရက်နေ့မနက်9:00နာရီလောက်ကချင်းမိုင်နောင်ဝိုင်ရက်ကွက်711ကုံစုံဆိုင်ရှိမှာချင်းစုခဲ့ကြတယ်လို့ဆိုပါတယ်။စိုက်ကယ်ဝယ်မဲ့သူဟာ စက်ကကောင်းမကောင်းအစမ်းစီးကြည့်မဲလို့ပြောပြီးထွက်သွားတာပြန်မလာတော့တာကြောင့်စက်ကပိုင်ရှင်ကမေပင်းနေမိရေစကန်မှာတွားရောက်တိုင်တန်းခဲ့ပါတယ်။ရေစကန်ကသူနဲ့ပတ်သက်တဲ့အထောက်အထားကနေစုံစမ်းကြည့်ရမှာတော့ချင်းမိုင်ဒွိုင်းစကစ်မှာနေထိုင်သူမစ္စတာဆိုင်းလူဆိုသူဖြစ်ပြီးအသက်36နှစ်အရွယ်မြန်မာရွှေ့ပြောင်းလူသားဖြစ်တယ်လို့သိရတာကြောင့်ဒွိုင်းစကစ်ရေတက်ဖွဲ့နဲ့ပူးပေါင်းရှာဖွေစုံစမ်းရမှာနေမကူးခင်အချိန်15နာရီအတွင်းဒွိုင်းစကစ်မြို့နယ်ချန်ဆောင်တဲတခုမှာခိုးယူသွားတဲ့အပြာရောင်နဲ့အဖြူရောင်ဆက် ယမဟာစိုက်ကယ်နဲ့တူဖန်ဆီးရမိတယ်လို့မေပင်းနယ်မြေရေစကန်တာဝန်ရှိသူကသတင်းထုတ်ကိုပြောပါတယ်။တရခင်ကသူဟာကြံစောင်းအလုံးလို့ရင်စိုက်ကယ်လူကျင်တယ်။တပည့်ရဲ့စိုက်ကယ်ဝယ်ခြင်းပေမဲ့ငွေမရှိလို့ကြံမိကြံရလို့ရတာလို့ဝန်ခံသွားခဲ့ပါတယ်။တာဝန်ရှိသူကသူ့ကိုစိုက်ကယ်ခိုးမှုနဲ့အပြစ်ပေးအရေးယူသွားမယ်လို့လည်းပြောပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဒေါ်လာရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားအပေါင်းအချက်ပတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးဒေါ်လန်နစ်တွေကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့ဒေါ်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။